အားလုံးမင်္ဂလာပါ Red Manchester ဖော်ပေါ်နေရတဲ့တွေဒါကနေပြန်လေးပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့အခုတော့ Manchester United နဲ့ Hong Kong တဲတို့ကစားကြရမှာကိုရီ Manchester United က3-1ဆိုရရတဲ့နိုင်ခဲ့ရေပေါ့ဆိုတော့ဒီပွဲစံပြီးလို့ရှိရင်ကျွန်တော်တို့ရာတီချိုခီးစင်တွေကတစ်ခေါက်နားရေပေါ့လीအာရှတိုက်ခီးစင်ကပြီးဆုံးသွားပြီတစ်ခေါက်နားပြီတလောက်ခွဲလောက်ဒီထပ်ပြီးတော့နားရဖို့ရှိရေတော့ဒါပြီးတော့ကျွန်တော်တို့ West Ham တို့ Everton တို့နဲ့ကစားရမယ် Fiorentina တို့နဲ့ကစားရမယ် ဒီလိုမျိုးပေါ့လေအာဂျူပွဲစဉ်ရှိသေးတာပေါ့ဆိုတော့အရှတ်တက်ခီးစဉ်မှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ရာသီဂျူပွဲစဉ်နှစ်ပွဲကစားခဲ့တယ်အာစတာနဲ့ပွဲမှာတော့ရှုံးခဲ့ပြီးတော့ဟောင်ကောင်တင်းနဲ့ကစားခဲ့တဲ့ဒီပွဲစဉ်မှာတော့အနိုင်ရခဲ့တယ်ဆိုတော့ကျွန်တော်ကတော့ဟိုဘယ်လိုပဲဖြစ်ဖြစ်အာဆီယံနဲ့ပွဲကိုပို့ပြီးတော့နိုင်စီရှင်ခဲ့တာပေါ့ဒါပေမဲ့အာဆီယံနဲ့ပွဲကရှုံးခဲ့ပြီးတော့ဟောင်ကောင်နဲ့ပွဲမှာအနိုင်ရခဲ့တယ်ပေါ့လေဘယ်လိုပဲဖြစ်ဖြစ်ပါအသင်းရဲ့လက်ရှိအချိန်မှာတာဂက်ကသူတို့အာဆီယံခရီးစဉ်မှာဆိုလို့ရှိရင် တင်းရဲ့ sponsor ကြီးတွေဘာကြောင့်အဓိကလာကစားတာပဲဒီရကျူပွဲစဉ်တွေဘာတွေမှာဆိုလို့ရှိရင်ကစားမောင်းတွေက LGT အော်အရင်အာမ်ဆိုင်ပြီးတော့ကစားလာမျိုးလို့မဟုတ်ဘူးသူတို့တာဝန်ရကစားတာပေါ့လေဒါပေမဲ့ဘိုင်းပြည့်အနိုင်လူကျင်စိတ်တို့ရှိကြတယ်ဗျာအနိုင်လူကျင်စိတ်တို့ရှိကြတယ်ကျွန်တော်တို့အာဆီယံအာစတာနဲ့ကံခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တကယ်ကိုနိုင်ချင်ခဲ့တာအာဆီယံအာစတာဆိုတာကအခုမှလူတွေစုစည်းပြီးတော့ကစားတဲ့အတင်းအတင်းဖြစ်တယ် training တိုင်းကလည်းအဲ့လောက်ထိမရှိဘူးဗျာဆိုတော့ဒီမျိုးဟိုကိုရီမောင်မောင်လည်းတို့ပါဦးလေ ဟိုပါကစားတယ်ဆိုတော့မြန်မာပြည်သက်တွေလည်းသွားကြည့်ကြမှာပဲဆိုတော့ဒီအတွက်ကြောင့်အများကြီးအနိုင်ရစီရှင်ခဲ့တာဟောင်ကောင်တို့ပါလို့ဆိုတာကတော့နည်းနည်းလက်လန်းဝေးတယ်ပေါ့လေတော့ကြောင်းပြန်ဖြစ်သွားတယ်ပေါ့လေဟောမန်ချက်စတာအာရှန်အာစတာနဲ့ကစားရတဲ့ပွဲစဉ်မှာတော့အနိုင်မရခဲ့ပေနဲ့ဟောင်ကောင်နဲ့ပွဲစဉ်မှာတော့အနိုင်ရသွားတယ်ပေါ့ဆိုတော့ဒီလိုမျိုးတွေပါပေါ့နော်အာရှန်အာစတာနဲ့ပွဲမှာအနိုင်မရခဲ့တာကတော့အောင်သက်သက်တော့ခန္ဓာပေါ့လေ ဆိုတော့ဟောင်ကောင်နဲ့ပွဲစဉ်လေးမှာနိုင်သွားလို့တိုးပါသေးရဲ့နိုင်နဲ့နိုင်ပါပါဒီနေ့ပွဲစဉ်ကကစားမလေးလေဟိုလူငယ်ကစားမလေးကစားတာတော်တော်ကောင်းတယ်ကျောပထမနေ့ကအော့စတာနဲ့ပွဲစဉ်အကြောင်းမှာတော့ဘာပြောလဲဆိုလို့ရှိရင်ညာဒီ time zone မတူညီရာတွေပါနေနဲ့ပရီးမီးယားလိကလည်းကန်ဘီကစားရရောက်ရှင်လီယန်ဒီဘိုင်စီလာတယ်ဆိုခရီးကလည်းပန်းတယ်ဆိုတော့ဒီမျိုးတွေလည်းရှိတာပေါ့ကျွန်တော်ပြောခဲ့တဲ့မျိုးပဲဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ကစားမလေးကပွဲပန်းနေရတဲ့ပုံစံမျိုးနဲ့အများကြီးတော့ အားမစိုက်ရတဲ့ပုံစံမျိုးတွေတွေ့ရပါတယ်ဒါပေမဲ့ဂူးပေးလိုက်ရပြီးတဲ့အချိန်မှာတော့နည်းနည်းပြန်ပြီးတော့အားတင်ပြီးကစားလာတယ်ဒါပေမဲ့ဂူးတွေတော့မရခဲ့ဘူးလေအာရှန်အတန်းရဲ့ကစားပုံကောင်းတယ်လို့လည်းပြောရမှာပေါ့ဒီနီးပြားကလည်းသူ formation မျိုးမျိုးပြောင်းပြီးတော့မရရတယ်လို့အနိုင်ရလက်ကိုထိုင်းကစားသွားတယ်ပေါ့လေဆိုတော့ဒါကတော့ကျွန်တော်မောင်မောင်လွင်အတွက်ဂွန်ယူစရာတစ်ခုပေါ့မြန်မာကစားသမားတယောက်အနေနဲ့ Manchester United အတန်းကိုဂိုးသွင်းပြီးတော့ လေးလွန်နိုင်ဆိုတာတကယ်ဂုဏ်ယူစရာပါဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ Manchester United ကဟောင်ကောင်ကိုနိုင်ခဲ့တယ်ပေါ့ဗျာပထမပိုင်းမှာကျွန်တော်တို့16မိနစ်လောက်မှာဒီပါလေဟောင်ကောင်ကစားမတရားကိုသွင်းသွားတယ်16မိနစ်မှာသူ့နာမည်ကပါလေဂျူနီယိုပေါ့လေဂျူနီယိုက16မိနစ်မှာကိုသွင်းသွားတယ်အာဒီနေ့ပွဲစဉ်လေးရှုံးပြန်ပြီလားပေါ့ကျွန်တော်ပထမပိုင်းကတော့သိမကြည့်ဖြစ်ဘူးနေ့ပွဲစဉ်လေးရှုံးပြန်ပြီလားကိုစိတ်ထဲမှာဒါဆိုရင်တော့ဒီကောင်လေးမဟုတ်တော့ဘူးအာရှကိုလာပြီးတော့အားလုံးစောက်ရက်တက်တက်လာခွဲတာစိတ်မှာလေးမနေဖြစ်သွားသေးတယ်တော့ကျွန်တော် ခဏရောစကြည့်ရေဗောလေအတင်းရအရှိနေမကောင်းအတင်းရအရှိနေမကောင်းဆိုတော့တပွဲလုံးအတိုင်းတာရတော့ကိုရီမန်ရှစ်တာနဲ့က decent performance ပြသွားတယ်ဗောလေဟောင်ကောင်တို့အဲမျိုးနဲ့ပွဲဆံမှာတော့မ decent performance ပဲပြနိုင်တယ်မဟုတ်တော့ဘူးဆိုတော့ဟိုဘောဘော position ကလည်း87ရာခိုင်နှုန်းရှိရယ်ကိုဘကန်တန်းရ28ချိန်ရှိရယ်ဗောလေဆိုတော့တပွဲလုံးကိုထွန်းမိုးထားတဲ့ပုံစံမျိုးပေါ့ဗျာကျွန်တော်ဂူပေါက်တက်မှတ်တာကတော့၁၂ကျင်းရှိပြီးတော့တွန်းကို၃ကိုရခဲ့တယ်ပေါ့ဒီနေ့ပွဲစဉ်မှာတကယ်ကျွန်တော်တို့ထူးထူးပြောစီရတော့မဟုတ်ဘူးဆိုပေမဲ့လို့ ပြောစရာလေးတော့ရှိခဲ့တာပေါ့လေဟောင်ကောင်တဲ့ကိုလုံးဝဖိပြီးတော့ဒီဆင်ပါကွန်မန့်ပြပြီးတော့အနိုင်ရလောက်ကိုလည်းရအောင်ယူသွားနိုင်ရင်တိုက်စစ်မှာဂိုးတွေတွေးခဲ့ရတယ်ဆိုတော့အာဆီယံနဲ့ကစားကလေးပွဲစဉ်တုန်းကလိုမျိုးမစုံနေဘူးဗျာဒါကဝမ်းသာစရာပဲဆိုတော့အာဆီယံနဲ့ပွဲစဉ်တုန်းကဟာလေကျွန်တော်တို့ဒါကတော့ပွဲပန်းလို့ဖြစ်မှာပါဆိုပြီးတော့ထပ်ပြီးတော့ယူဆလို့ရတာပေါ့လေဒါပေမဲ့ဒီပွဲစဉ်မှာပြောစရာဖြစ်တာက Rest Match Watch Land Watch Land က Watch Land ဖြစ်နေသေးပါပဲကျွန်တော်တို့ဘောလုံးအထင်းသိမ်းရောလိုအပ်ချက်တွေများတယ်ဟိုအဆင်မပြေဘူးကျွန်တော်တို့သူ့ရှိရောက်သွားရင် ပြန်ပြီးတော့ length gap လေးပြန်ကစားနိုင်လို့ဆိုတာမလွယ်ဘူးဘောလုံးပြက်တာတွေပဲများနေတယ်ဟောအေးရတဲ့ဘောလုံးနဲ့ခြေလေးကိုရောက်လာလို့ရှိရင်လည်းဗျာအရန်ရှင်ယူနေတာတွေအရန်များတယ်အဆင်မပြေဘူးဆိုတော့ကျွန်တော်လာမယ့်ရာသီကတော့ဒီ resume ဝါရှာရောမဖြစ်ဘူးတိုက်စစ်မှုကပြောင်းဖို့ပြောင်းမှရပါဒုတိယအိမ်မှာဝင်လာတဲ့ရှီရို OB တို့ပါတော့မှဒီနေ့ပွဲစဉ်မှာ special performance ပြသွားတယ်ပေါ့လေဆိုတော့လုံးဝအကွာကြီးပါရှီရိုတို့ quality line တို့ဝင် ရှည်ကြွန်းနေရအကွာကြီးပဲဒီနေ့ပွဲစဉ်ကတော့ရှီရိုဘီကိုလုံးဝရှီကျူရမယ်ပွဲစဉ်ပဲပေါ့လေသူသွင်းသွားတဲ့ဂိုးနှစ်ခုဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့ဂိုးလို့ပြောလို့ရတယ်သူမတန်တဲ့ဘေးရှင်နဲ့ပထမရှီပါဖို့ရခဲ့တယ်ဒုတိယမြောက်ဘုံမှာလည်းဒီမစ်ဆင်မောင်းရဲ့ cross bow ကိုကောင်းနေတဲ့ရှက်တိုက်တိုက်သွားတယ်ပေါ့လေရှက်တိုက်တိုက်သွားတယ်ဂိုးသမားတော်ကနည်းနည်းအပြီးတော့ဂျန်ခဲ့တယ်ပေါ့ဆိုတော့ဒုတိယကိုလည်းသူဒီတိုင်းပဲ ရသွားတယ်။ CEO ဘီနဲ့ပတ်သက်လို့ရှိရင်အေရီယာမှာဘောလုံးအထင်းသိမ်းတွေနေရာယူပုံတွေကအစား Rest Mac White Line နဲ့ကျွန်တော်ပို့ပြီးတော့အားရစရာမျိုးတွေကျွန်တော်တွေးရတယ်။မျောလင်းကျင်စရာကောင်းတာမျိုးတွေကျွန်တော်တွေးရတယ်။ဆိုတော့လူဝင်ကစားမားတွေကဒီအချိန်မှာဒီလိုမျိုးရှိသွားရင်ပြထားအောင်ပါဗျာ။ဒါမှသာကျွန်တော်တို့အများကြီးအဆင်ပြေမှာပေါ့လေ။အများကြီးအဆင်ပြေမှာနော်မဟုတ်ဆိုလို့ရှိရင်တော့တိုက်တော့မကောင်းဘူးပေါ့လူဝင်ကစားမားတွေကအခုလိုမျိုးအချိန်မှာရှည်စွမ်းပြထားနိုင်တယ်ပို့ပြီးတော့ကောင်းလေပေါ့ဗျာ။ရာဒီအလေလောက်မှာကျွန်တော်တို့တကယ်တမ်းပါဝင် ပွေးထွက်ကစားမယ်ဆိုလို့ရှင်လေ နည်းပြအတွက်ကအများကြီးစဉ်းစားကြရမလို့တော့ပြိသက်တွေကလည်းယုံကြည်မှုတစ်ခုရပါသားဖြစ်တယ်ပြီးလို့ရှိရင်စီနီယာကစားမိုင်းနဲ့ပတ်သက်ပြီးတော့အာဘက်ဒီယာတို့မစ်ဆန်မောင်းတို့တော်တော်လေးကောင်းသွားကြတယ်ဟိုမစ်ဆန်မောင်းကတော့သူ့ရဲ့နေရာပုံတွေသူ့ရဲ့ war rate တွေကျွန်တော်မြင်ရတယ်ဗောလေမစ်ဆန်မောင်းကစားတဲ့အခါတိုင်းမှာသူအမြဲတမ်းအသွာခွန်ဆိုင်ကစားတတ်တယ်သူရှာ worry တွေထွက်တယ်နေရာယူရကောင်းတယ်မင်းစမောင်းကအတင်းမှာလုံးဝသူ့ရဲ့ quality အပြည့်အဝ power အပြည့်အဝသူ့ရဲ့ skills တွေအပြည့်အဝမရ တေးဘူးဟိုအတင်းကနေမညှင်းထုတ်တိုင်းတေးဘူးဆိုရင်တော့မှမစ္စမောက်ကစားသွားတာဟာတော်တော်လေးကို solid ဖြစ်တယ်ဗောလေသူကလည်းသူစူးစမ်းပန်းစားကစားသွားတယ်ရှီဂျူကိုကောင်းပါတယ်အာမက်ဒီယာလိုကတော့တောင်ပံမှာဝင်နောက်ပြီးတော့ကစားသွားတယ်ဗောဗျာအာမက်ကတော့ကျွန်တော်ပြောစရာမလိုဘူးထွေထူထူတော့တော်တော်အဆင်ပြေခဲ့ပါတယ်ဆိုอืมတခြားသူလူငယ်စားမိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ခူမီမန်တို့ဘာလို့တော်တော်လေးကိုကောင်းနေပြီးလို့ရှိရင်ခန်းစစ်ကြောင်းမှာဒီ Eden Heaven တို့ဂိုးလေးတကူရသွားတယ်ဗောလေဒါက Eden Heaven ဟာဘယ်လောက်ထိထိုက်တန်လဲဆိုတာကျွန်တော်ပြောစီရမလို့အတန်းကြီးမှာဘာဖြစ်လို့ Eden Heaven နေရာရနေတယ်လဲဆိုတာကိုဒီနေ့ပြသတဲ့ performance ကိုကြည့်ရင်ကျွန်တော်ဖြူဖြူစဉ်းစားစီရမလို့ဘာအော်ဒီကောင်လေးကဒါကြောင့်မလို့နေရာရတာပါလားဆိုတဲ့အတွေ့အမျိုးဝင်သွားကြလိုက်မယ်လို့ဒီကျွန်တော်မျှော်လင့်ပါတယ်အဒီနေ့ပွဲစဉ်မှာတော့ဗျာတွန်ဟီတန်ကဂိုတမာပိုလီဆိုတော့ MRN နဲ့လေ25မိနစ်တခါလောက်လူစားလဲပြီးတော့ ဒီပွဲစဉ်ကိုကစားသွားတယ်ပေါ့ဒီနေ့ပွဲစဉ်မှာတော့ Manchester United ကဟောင်ကောင်အသင်းကိုလုံးဝ control လုပ်ပြီးတော့ကောင်းကောင်းကစားသွားနိုင်တယ်ဆိုတော့ကျွန်တော်ပထမရာသီဥရှိဆန်းပွဲမှာမကြည်နဲ့ခဲ့ရပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ကြည်နဲ့ခဲ့ရတယ်ပေါ့ဒီဒါကတော့ကျွန်တော်ဟောင်ကောင်မှာလာကစားတဲ့ပွဲစဉ်အကြောင်းပါဆိုတော့ညီကိုညီအောင်ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဗားရီမြင်ရတယ်ဆွေးနွေးကြပါအောင်ကြည့်ရှုပါပေးရတဲ့အတွက်ကြည့်စုများကြီးလေးတင်ပါတယ် subscribe လုပ်ကြအောင်လေးတောင်းဆိုပါတယ်ညီ